မင်္ဂလာပါခင်ဗျာ Revelu Burma News Channel ကနေပြီးတော့စက်တဘာလ26ရက်နေ့မနက်ပိုင်းရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမျိုးနဲ့အောင်ချမ်းသာရွာကိုမိရှုဖြက်စီးသွားတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုမိုင်းဆွဲတက်ခါရစစ်တပ်ကဆက်သုံးဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ23ရက်နေ့မှာကံဘလူမျိုးနဲ့ကာဘိုးရွာကနေထွက်လာတဲ့အင်အားတရာကျော်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာအောင်ချမ်းသာရွာကိုဝင်ရောက်စီးနှင်းပြီးတော့ ပြည်သူပိုင်းနေအိမ်ရှင်းလုံးကိုမိရှို့ဖျက်ဆီးထားတယ်လို့သိရပါတယ်။အဲဒီစစ်ကြောင်းဟာပြည်သူပိုင်းနေအိမ်များကိုမိရှို့ဖျက်ဆီးပြီးတဲ့နောက်အနီးအနားမှာရှိတဲ့ကျေးရွာများကိုထမ်းမှန်ဝင်ရောက်စီးနင်းဖို့အတွက်ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းတနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြပ်စစ်တပ်က73ဦးသေဆုံးကထမ်းမှန်စစ်ကြောင်းထိုးခြင်းမပြုလုပ်တော့ဘဲကာဝိုးကျေးရွာစာတင်ကျောင်းထဲကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ အောင်ချမ်းသာရွာကပြည်သူပိုင်းနေအိမ်ရှိလုံးကိုမိရှုဖျက်ဆီးထားတဲ့စိတ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကလမ်းပိုင်းတနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါစိတ်ခွေး73កောင်တေးတယ် ဲ့ဒီစစ်ခွေးတွေကအောင်ချမ်းသာရွာအနီးကရွာတွေကိုထပ်ပြီးတော့စစ်ကြောင်းထုတ်ဖို့ထွက်လာတော့မှမိုင်းမိသွားတော့စစ်ခွေးတွေအကုန်လုံးကာဘိုးရွာတွေကိုပြန်ပြေးဝင်သွားကြတယ်လို့ဒေသသတင်းရင်းမြစ်ကပြောပြထားပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတပ်ဟာကမ်းဘလူမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများနေထိုင်တဲ့ကျေးရွာများကိုလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းမြေပြင်စစ်ကြောင်းများကလည်းကြေးရွာများကိုစစ်ကြောင်းထုံးမိရှို့ခြင်းများကြောင့်ပြည်သူများသတိပြုနေထိုင်ကြရန်တော်လိုင်းအင်အားစုများကမြေတားရက်ခံထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဘိမျိုးဘက်ကနေတနင်္သာရီမျိုးဘက်ကိုရိတ်ခါပို့ရန်လာတဲ့စစ်ခွေးတွေလိုက်ပါလာတဲ့ကားနှစ်စီးကိုတိုက်ခတ်ရာစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ24ရက်နေ့ညနေ4:45မိနစ်ခန့်မှာဘိမျိုးဘက်ကနေတနင်္သာရီမျိုးဘက်ကိုမောင်းနှင်လာတဲ့အကြမ်းဖက်စစ်ခွေးတွေလိုက်ပါလာတဲ့ရိတ်ခါကားနှစ်စီးကိုတော်လိုင်းတပ်ဖွဲ့များက ရန်ဖို့ကြီးရွာရန်ဖို့တရာကြီးအရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ကားပေါ်မှာလိုက်ပါလာတဲ့စစ်ခွေးဆယ်ဦးခန့်နဲ့လမ်းကင်းချထားတဲ့အင်အားတရာလောက်ရှိတဲ့စစ်ခွေးများအပြန့်အလန့်ပစ်ခတ်တိုက်ခိုက်မှု10မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်ဆက်တပ်ဘက်ကထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အထင်မပြုတ်နိုင်သေးဘူးလို့ပြောပါတယ်တိုက်ခိုက်မှုပြုတ်လုပ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်များဘက်ကအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါး ဘိမျိုးဘက်ကနေတနင်္သာရီဘက်ကိုမောင်းတင်လာတဲ့စစ်ခွေးရိတ်ခါပုတ်ကားနှစီကိုရမ်းဖို့ချေးပြရမ်းဖို့ဒရာကြီးအရောက်မှာကျွန်တော်တို့မိုင်းနှလုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်ကားပေါ်မှာပါလာတဲ့စစ်ခွေးအင်အား၁၀ဦးလမ်းကင်းချထားတဲ့စစ်ခွေးအင်အားကတရာကျော်လောက်နဲ့လဲအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ၁၀မိနစ်လောက်ဖြစ်ပွားခဲ့ပါတယ်စစ်ခွေးတွေထိခိုက်မှုရှိပေမဲ့အရေးဘက်ကတော့အတိမပြုတ်နိုင်သေးဘူးကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ ဘိုခင်းတပ်ဖွဲ့ကတောင်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခိုက်မှုကိုဘိတ်ပါကပါတနင်္သာရီရိုးမဆောင်တုံးဘိတ်ခရံပကပအဖွဲ့နဲ့ဘိုခင်းတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဝင်းသူမျိုးနဲ့ဝင်းသူမျိုးကနေအင်အား60လောက်နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ချင်းမုန်းခဲ့ရာ စစ်ခွေ35ဦးကျော်တိတ်ဆုံးပြီးတော့စစ်တုံးပန်း6ဦးနဲ့အတူလက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ3ရက်နေ့ကဝင်းတုံမြို့ကနေအချက်မစစ်ခွေအယောက်90နဲ့လက်အောက်ခံရဲ10ဦးစုစုပေါင်းအင်အား60ပါဝင်တဲ့စစ်ကြောင်းထွက်လာခဲ့တယ်လို့သိရပါတယ်။အဲဒီစစ်ကြောင်းကိုထောက်ကျန်ဒေါ်ရွာအနီးကြက်ခေါင်းတောင်အယောက်မှာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချင်းမုန်းခဲ့ရာ စစ်သားအလောင်း30ကျော်စစ်တုံးပန်း9ဦးနဲ့အတူလက်နက်ခဲယံအများပြားကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာစုတ်ခွာထွက်ပြေးသွားတဲ့စစ်သား12ဦးရှိပြီးတော့အဲ့ဒီစစ်သားများမှာဒဏ်ရာရရှိသူများလည်းပါဝင်တယ်လို့သိရပါဗါးအဲ့ဒီစစ်သား12ဦးဟာဝင်းသွုံမြို့ကိုပြန်လည်ဝင်ရောက်သွားခဲ့တော့လဲ ဒဏ်ရာရရှိတဲ့စစ်ခွေး၄ဦးကတော့ဝင်းသူမျိုးကိုရောက်ရှိတဲ့အချိန်မှာပေဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်ဒေါ်လိုင်းတပ်ဖွဲ့တွေကဖမ်းဆီးရမိတဲ့စစ်တုံးပန်းစစ်သား9ဦးတည်းကစစ်သား2ဦးဟာစေဝါကုသပေးနေတဲ့အချိန်မှာပေဆုံးသွားတယ်လို့သိရပါတယ်။ဒါကြောင့်အရှင်ဖမ်းမိသူ6ဦးသာကြာရှိပြီးစစ်တုံးမန်းတွေကိုစစ်ဆေးမင်းမြန်းကတိုင်းစစ်ဌာနကိုပေးပို့လိုက်တယ်လို့သိရပါတယ်။ ိုက်ပွဲဖြစ်တာကစက်တင်ဘာလ၄ရက်နေ့နဲ့၅ရက်နေ့၂ရက်ထဲဖြစ်တာပါဒါပေမဲ့ဒီကောင်တွေကိုလိုချင်တဲ့နေရာကိုရောက်အောင်လို့မောင်းသွင်းရတယ်ကျွန်တော်တို့ဘက်ကတက်ခွဲမှုစစ်ကြောမှုကရန်ကောင်းတယ်သူရဲ့လှုပ်ဆောင်မှုတွေဒီတိုက်ပွဲထဲမှာရန်ကောင်းခဲ့တယ်လိုချင်တဲ့နေရာကိုရောက်တယ်ကျွန်တော်တို့လိုချင်တဲ့အတိုင်းဖြစ်ခဲ့တယ်ကျွန်တော်တို့ဘက်ကစီစီလုံးလုံးနဲ့တိုက်နိုင်ခဲ့တယ်9ရက်နေ့ညနေ6:40မှာတပောက်ဖွင့်ပေးထားတဲ့အတော့အပိသက်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်လို့ calling KI အမတ်လေးတက်ရင်ကကိုရှမ်းရှမ်းကရှင်းပြထားပါတယ်။၎င်းတက်ခတ်မှုကိုအမတ်တစ်စစ်တွေသာ calling KI အမတ်လေးတက်ရင်တက်ခွဲမှုရဲဘော်တကုံနဲ့ရဲဘော်ဘော်ကာတို့ကဥဆောင်က calling KI အမတ်လေးတက်ရင်နဲ့ calling KI အမတ်တစ်တက်ရင်ကတပ်ဖွဲ့ဝင်များပူးပေါင်းပြီးတော့တက်ခတ်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်၁၂ဦးမစိုးရိမ်ရအနေငယ်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုတ်ကုမြို့မှာမနေ့ကစက်တဘာလ25ရက်နေ့ညနေပိုင်းမှာကျင်းပခဲ့တဲ့ဘောလုံးပြိုင်ပွဲရဲ့ဘောလုံးပွဲစဉ်အတွင်းမှာပွဲကြည့်စဉ်ခေါင်မိုးပြိုကျခဲ့ရာကရင်နယ်ကြားဆောင်တပ် BGF တပ်ဖွဲ့ဝင်တအုပ်နဲ့ပြည်သူ၂ဦးစုစုပေါင်း၃ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်နယ်ကြားဆောင်တပ် BGF ရဲ့ထိပ်ပိုင်းခေါင်းဆောင်ဘုံမှုချုပ်စောချက်သူရဲ့မြေးဖြစ်သူမွေးနေအထိမ့်မှအဖြစ်နဲ့ကျင်းပတဲ့ဘောလုံးပြိုင်ပွဲအကြီးတန်းမှာ ်ဘောလူပွဲအဖြစ်နဲ့စောချစ်သူရဲ့တာနာဦးဖြစ်ကြတယ်စောထူအမ်မူရဲ့အတင်း ARKUFC နဲ့စောချစ်ချစ်ရဲ့အတင်း BSO FC တို့ရှင်ပြိုင်ကစားခဲ့ကြတာပဲဖြစ်ပါတယ်ဒီနှစ်တင်းရဲ့ဘောလူပွဲရှင်ပြိုင်ကစားခဲ့ရမှာရွှေကုတ်ကိုမြို့ဘောလုံးပွဲကြီးပြိသက်ကွင်းလုံးပြေလာရောက်အပိတ်ကြည့်ရှုခဲ့ကြပြီးတော့နေရမဆန့်တော့တဲ့အတွက်ဘောလုံးပွဲပြိသက်တွေဟာပွဲကြီးစဉ်ရဲ့ခေါင်မိုးပေါ်မှာတက်ရောက်ကြည့်ရှုရာကနေခေါင်မိုးပြိုကျသွားတာဖြစ်တယ်လို့တွားရောက်ကြည့်ရှုသူတို့ကပြန်လည်ပြောပြထားပါတယ် ်ဘောလုံးပွဲကြည့်စဉ်ခေါင်းမိုးပြိုကျသွားတာကြောင့်အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာရရှိသူတွေထဲမှာကရင်နယ်ကြားဆောင်တပ် BGF တပ်ဖွဲ့ဝင်တဦးပါဝင်တယ်လို့သိရပါတယ်အောက်မှာနေရာမဆက်တော့လို့ခေါင်းမိုးပေါ်ကိုတက်ပြီးကြည့်ကြတာပါခေါင်းမိုးကသွပြပဲလေပြိုကျသွားတာပေါ့ထိခိုက်ဒဏ်ရာရတာက၃ယောက်အထဲမှာ BGF တစ်ယောက်ပါတယ်လို့တွားယောက်ကြည့်ရှုသူတို့ကအတိအပြုပြောကြားထားပါတယ် အဲ့ဒီဘောလူပွဲစဉ်ဟာပြည်ရင်းလိကနာမည်ကြီးကစားသမားတချို့နဲ့နိုင်ငံခြားသားအားကစားသမားတချို့ပါဝင်ရှင်းပြိုင်ကစားခဲ့ကြပြီးတော့အကြီးအကဲဘောလူပွဲမှာပထမဆုံးအဖြစ်ဘုံမှုချုပ်စောချက်သူကငွေကျပ်3000ချီးမြှင့်ပေးခဲ့တယ်လို့သိရပါတယ်။မြေးဖြစ်သူတစ်နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြင့်ကရင်နယ်ခြားဆောင်တပ် BGF ထိပ်ပိုင်းခေါင်းဆောင်ဘုံမှုချုပ်စောချက်သူကဘောလုံးပွဲအပြင်ချင်းလုံးဗောလီဘောဘတ်စကတ်ဘောစတဲ့အားကစားပြိုင်ပွဲတွေအပြင်ဇက်ပွဲတွေကိုပါထည့်သွင်းခြင်းမှာဈေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်ပေါ့မြုံနယ်ပလောင်းရွာမှာအကြမ်းဖက်ဆက်တက်ကပြည်သူ၃ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့လက်လုံတနက်များနဲ့ဓာတ်ပုံရိုက်က PDF တွေဆိုပြီးလိန်လယ်ဝါရဖြတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ24ရက်နေ့မှာပေါ့မြုံနယ်ပလောင်းရွာကိုအကြမ်းဖက်ဆက်တက်ရဲ့ကပ္ပဆာ24ကအင်အား200ခန့်ပါဝင်တဲ့စစ်ကြောင်းက တနံများပြစ်ဖောက်ကဝင်းအောင်စီးနှင်းပြီးတော့ပြည်သူ၃ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးတပ်ဖြတ်ပြီးတဲ့နောက်ပြည်သူများရဲ့ရုပ်အလောင်းတွေရဲ့ဘေးမှာလက်လုံတနံများကိုချပြီးတော့ဓာတ်ပုံရိုက်ကူးပြီး PDF တပ်ဖွဲ့ဝင်တွေဆိုပြီးလိမ့်လည်ဝါရဖြတ်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ပလောင်းရွာကိုဝင်းအောင်စီးနှင်းခဲ့တဲ့စစ်ခွေးတွေကရွာသား၃ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့လက်လုံတနံတွေနဲ့ဓာတ်ပုံရိုက်ပြီး PDF တွေကိုဖမ်းမိပါတယ်ဆိုပြီးဘောမတွေကလိမ့်လည်ဝါရဖြတ်နေတာပါ။ အဲ့ဒီလက်လုတ်တွေကကျွန်တော်တို့ဘက်တွေမှာတော်လိုင်းတက်ဖွဲ့တွေတောင်မကင်တော့ပါဘူးစစ်ခွေးတွေဘဲကနေယူလာတဲ့လက်လုတ်တဲ့အစုပ်တွေလည်းတော့မတည်ဘူးလို့ဒေတာတွင်တော်လိုင်းရင်တရင်ရင်တွေကရှင်းပြထားပါဗျ။အဲ့ဒီအချက်မဲ့စစ်ခွေးစစ်ကြောင်းဟာပေါ့ချောင်းအထက်စုရွာကပြည်သူနှောက်ဦးနဲ့ ဘလောင်ရွာကပြည်သူ၃ဦးစုစုပေါင်းပြည်သူ၅ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ဒါအပြင်စစ်ခွဲစစ်ကြောင်းဟာဘလောင်ရွာအတွင်းမှာရှိတဲ့ပြည်သူမိုင်းနေအိမ်များအားလုံးကိုဝေးရောက်မှွှင်းနှောက်သွားပြီးတော့ရွှေငွေနဲ့တံမိုးကြီးတဲ့ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူလူရက်သွားတယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ခွဲစစ်ကြောင်းဟာစက်တဘာလ24ရက်နေ့ညနေ4နာရီလောက်မှာကပ္ပစ24ဘက်ကိုပြည်သူပိုင်ပစ္စည်းများကိုခိုးယူတယ်ဆောင်ပြီးတော့ပြန်လည်ဆုတ်ခွာသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမြို့နယ်မှာစစ်ရှောင်းများနေထိုင်တဲ့ကျေးဇူးရွာစာတင်ကျောင်းကိုအကြမ်းမဲ့စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာထိခိုက်ဒဏ်ရာရရှိသူတွေတဲကပြည်သူတအုပ်ထမံတေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ22ရက်နေ့မနက်09:24မိနစ်ခန့်မှာအကြမ်းမဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကျေးဇူးရွာမှာရှိတဲ့စစ်ရှောင်းပြည်သူများနေထိုင်ရာစာတင်ကျောင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရတယ်။အကြမ်းမဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်55နှစ်အရွယ်ဒေါ် ော်တန်အေးပွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရပါဗျ။ဒါ့အပြင်ဒေါ်ရွှင်အသက်63နဲ့ကိုမြင့်ဦးအသက်55နဲ့ဦးအောင်ရှမ်းအသက်40ကိုဝိုင်းစိန်အသက်20ဒေါ်ပိန်အသက်54နဲ့ဇီထွန်းအသက်23နဲ့မိမိအသက်20တင်ဆန်းဝင်းအသက်21ဘူးလူအသက်21နဲ့ခန့်အပါဝင် ပြည်သူ18ဦးဒဏ်ရာရရှိပြီးတော့စာတင်ကြောင်းနဲ့နေအချို့လဲထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။ အဲ့ဒီထိခိုက်ဒဏ်ရာရရှိသူတွေတဲကစက်တဘာလ23ရက်နေ့မနက်7:00နာရီကမှအသက်28နှစ်အရွယ်ကိုစီထွန်းထမှန်တေဆုံးခဲ့ပြီးတော့ပြင်းထန်ဒဏ်ရာရရှိသူတွေများလည်းရှိတဲ့အတွက်ဒဏ်ရာအခြေအနေကိုစောင့်ကြည့်နေရဆဲဖြစ်တယ်လို့သိရပါတယ်။22ရက်နေ့ကကြည်စုကြေးရွာမှာစစ်ဘေးရှောင်တဲ့ပြည်သူတွေနေတဲ့စာတင်ချောင်းကိုစစ်ခွေးတွေကလေရင်နဲ့ဘုံကျဲတိုက်ခတ်သွားတာပြည်သူတို့ကတော့ပွဲချင်းပြီးတေဆုံးတယ်ပြည်သူ၁၈ဦးဒဏ်ရာရထားတယ်ဒီကိတ်ဒဏ်ရာရတဲ့သူတွေထဲမှာပြည်သူတအုပ်ကတော့၂၃ရက်နေမှာထပ်မံတေဆုံးသွားလို့ အခုလောလောဆယ်တေဆုံးသူနှစ်ဦးရှိပြီးပြင်းထန်တဲ့ရရှိသူတွေလည်းကျန်နေပါသေးတယ်အခြေအနေကတော့ဆက်ပြီးတော့စောင့်ကြည့်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်စက်တဘာလ23ရက်နေ့မှာကံဘလူမြို့နယ်ကာဘိုးရွာကနေထွက်လာတဲ့အင်အားတရားကျော်ပါတဲ့စစ်ခွေးစစ်ကြောင်းကလည်းအောင်ချမ်းသာရွာကိုဝင်းရောက်စီးနေပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗါးအကြမ်းမဲ့စစ်တပ်မိရှုဖျက်ဆီးခြင်းကြောင့်ဂျေးရွာအထွန်းမှာရှိတဲ့နေအိမ်၁၀လုံးလောက်မိလောင်ပြာကျခဲ့ရပြီးပြည်သူများဟာလည်းရွာလုံးချွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါး ်မနေ့ကစက်တင်ဘာလ25ရက်နေ့မှာအကြမ်းတ်စစ်တပ်စစ်ကြောင်းဟာကာဘိုးရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။ကမ်းဘလူမြို့နယ်ကာဘိုးရွာကိုထွက်လာတဲ့စိတ်ခွေးအင်အား100ကျော်ကအိုင်ပေါင်ဆောင်ကြီးရွာကနေတဆင့်အောင်ချမ်းသာကြီးရွာကိုဝင်းအောင်စီးနှင်ခဲ့ပြီးနေအိမ်၁၀လုံးလောက်ကိုမိရှုဖျက်ဆီးသွားတာပါ။မနေ့ကတော့စစ်ခွေးစဲကြောင်းကကာဘိုးကျေးရွာစာတင်ကြောင်းအတွင်းထဲကိုပြန်လည်ဝင်ရောက်သွားပါပြီလို့ဒေသခံပြည်သူတို့ကဆက်လက်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မလေးရှားနိုင်ငံနဲ့ထိုင်းနိုင်ငံတွေမှာတရားမဝင်မြန်မာနိုင်ငံသားများဇက်တိုက်ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ24ရက်နေ့ညပိုင်းမှာမလေးရှားနိုင်ငံစီလံကောပြည်နယ်မှာမလေးရှားအာဏာပိုင်များကတရားမဝင်နေထိုင်တဲ့သူတွေကိုစီမံချက်လို့ခေါ်တဲ့ အော်ဘရာစီနဲ့ဝင်းအောင်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးရမှာမြန်မာ36ဦးအပါအဝင်တရားမဝင်နိုင်ငံသား662ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။တရားမဝင်နေထိုင်တဲ့နေပေါ်နိုင်ငံသားတအုပ်ကတော့လွတ်မြောက်ဖို့အတွက်ထွက်ပြေးရင်းနဲ့တိုက်ပေါ်ကနေပြုတ်ကြပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ အလားတူပဲထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်အတွင်းမှာလည်းတရားမဝင်ခုံးဝင်လာတဲ့မြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရရှိထားကြောင်းထိုင်းသတင်းများကဖော်ပြထားပါတယ်စက်တဘာလ24ရက်နေ့မှာထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်ဆန်ခလာဘူရီမြို့နယ်မှာအထောက်အထားစားရွက်စားတမ်းမပါတဲ့မြန်မာနိုင်ငံသား6ဦးဖြစ်တဲ့အသက်18နှစ်အရွယ်မောင်မင်းမွေအသက်19နှစ်အရွယ်မအေးချိုအသက်32နှစ်အရွယ်ကိုမောင်ခိုင်အသက်30အရွယ်ကိုသားလေးအသက်35နှစ်အရွယ်မအေးချိုနဲ့ အသက်35နှစ်အရွယ်မတ်တင်မိုးတို့ဖြစ်ပြီးတော့မြန်မာနိုင်ငံသား6ဦးကိုတင်ဆောင်လာတဲ့ထိုင်းနိုင်ငံသား2ဦးကိုလည်းဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုရက်ပိုင်းနဲ့ဒီလပိုင်းအတွင်းနေမှာမြန်မာနိုင်ငံဖျားသုံးစုဘက်ကနေထိုင်းနိုင်ငံကန်ချနာပူရီခရိုင်ထဲကိုခိုးဝင်လာတဲ့မြန်မာနိုင်ငံသားများဇက်တိုက်ဖမ်းဆီးခံရတဲ့အတွက်ထိုင်းတရင်များမှာမြန်မာများဖမ်းဆီးခံရတဲ့တရင်များဟာ နေတိုင်းလိုလိုဇက်တိုက်ဖော်ပြခံနေရတယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာအသက်18နှစ်ကနေအသက်35နှစ်အတွင်းလူငယ်များကိုစစ်တပ်ကအတိအကျစစ်မှုထမ်းခိုင်းနေပြီးတော့ထိုင်းနိုင်ငံထဲကိုတရားမဝင်ဝင်ရောက်လာရင်းနဲ့ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားများမှာအသက်18နှစ်ကနေ35နှစ်အတွင်းလူငယ်တွေအများဆုံးပါဝင်နေတယ်လို့ထိုင်းသတင်းများကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ